အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည် ားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ငလျင်ရလဲခုနှစ်သသမခုနှစ်ပြင်အားတိုက်ခတ်ပြီးတော့ပြီပေါ့ဗျာကျွန်တော်အရှိရဗီဒီယိုလေးမှတင်ထားခဲ့တယ်ဗျာငလျင်လှုပ်တဲ့နောက်ဆက်တွဲမှာကျွန်တော်တို့ဟောဆူနာမနီတို့တို့တကောင်ဒီလေမုန်တိုင်းကြီးတွေဝင်လာနိုင်တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တင်ပြထားခဲ့တယ်အဲ့တော့ဒါနဲ့တက်ဆက်တယ်ကျွန်တော်တို့ဟောဒီဘူမိပေဒပညာရှင်တွေကလည်းလေ့လာနေသလိုနောက်တစ်ခုကကျွန်တော်တို့တဘာဝရဲ့အဲတတိပေးအချက်လက်လို့ခေါ်တယ်ဗျဒါကြတော့ဒီတဘာဝမှာရှင်သန်နေထိုင်ကြတဲ့ငှက်တို့တခြားသောတရိစံလေးတွေက ဒီလိုမျိုးမုံတိုင်းတို့တခြားသောជីជីမမတခုခုဝင်ရောက်မယ်ဆိုအတိုက်ပြောင်းနေဆိုတာရှိတယ်အခုကျွန်တော်တွေ့ရတဲ့သတင်းသတင်းထဲမှာဆိုရင်ဒီထိုင်းနိုင်ငံရဲ့သတင်းတပုတ်ကိုကျွန်တော်တွေ့လိုက်ရတယ် TikTok ပေါ်မှာလေအဲ့ဒါမှာငှက်တွေကအရှိအနေပြီးတော့အနောက်ရက်တို့ဟောအုပ်စုဖွဲ့ပြီးတော့ဗျာဒီလောက်များပြတဲ့ပမာဏကြီးပြန်တန်းသွားနေတယ်ဆိုတာတော်တော်ကိုမှကြီးမားတဲ့မုံတိုင်းကြီးတစ်ခုဆင်းသက်လာမယ်ဆိုတော့အရေးအယောင်တွေ့ရတယ်ဗျအဲ့တော့ဒီလိုမျိုးဟောဘူမိဗေဒကျွမ်းကျင်တဲ့ပညာရှင်တွေကလည်း အများကြီးခံမှန်းထားခဲ့တာရှိတယ်ကျွန်တော်ဒီ2025ထဲမှာကျွန်တော်ကိုယ်တိုင်ကလည်းဒီစာတွေစာတွေအများကြီးဖတ်ပြီးတော့ကျွန်တော်ခံမှန်းပေးထားခဲ့တာရှိတယ်ဗျအရှိဗီဒီယိုတွေမှာကျွန်တော်ရဲ့ live တွေမှာရှိတယ်အဲ့တော့ဆူနာမနီဖြစ်လာနိုင်တဲ့အခြေအနေကြီးကတော့ပုံမလို့နီးကပ်နေတယ်ဗျဒီလိုမျိုးပုံစံဆိုရင်အဲ့ဒါကြောင့်ကျွန်တော်မိတ်ဆွေတွေဟိုကြောက်အောင်လဲခြောက်ရခြင်းမဟုတ်ဘူးเนาะကျွန်တော်တို့နောက်ထပ်အဆုံးရှုံးမခံနိုင်လို့ဒါတတိတွေပေးနေခြင်းဖြစ်တယ်ဒီအပေါ်မှာသဘောထားကွဲလဲလို့ရပါမယ်ခင်ဗျားတို့ ဟိုကန်းစက်နဲ့နီးတဲ့ကန်ယူတန်းဒေသတွေမှာတော့အထူးဂရီဂယုဆိုင်ဖို့အထူးသတိပြုဖို့ကျွန်တော်ပြောချင်တယ်ဗျ။ဘာကြောင့်ပြောလဲဆိုရင်ကျွန်တော်တို့9.8ရဲ့ငလျင်ပြင်းအားနဲ့သူငလျင်ကွဲအပ်ကြောင်းဆိုတာရှိတယ်။အဲ့ဒါအန်မန်စီတို့ကျွန်တော်တို့တခြားသတ္တိတွေပင်လယ်အော်တို့မှာအဲ့ဒီအဲ့ဒီအောက်ခြေမှာလိုက်ခတ်တဲ့အော်လှုပ်ခတ်ပြီးတော့ဗောဗျာ။ကွဲအပ်သွားတဲ့အလန်းကြောင်းတွေအပေါ်မှာလန်းလန်းလေးလွဲသွားပြီးတော့ရေလိုင်းအကြီးကြီးတွေဖြစ်လာနိုင်တယ်။မနေ့ကဆိုရင်ကျွန်တော် live ထဲမှာကျွန်တော်သေချာကိုရှင်းပြသွားတယ်။အဲ့ဒီသဘောတဘာဝကိုရေစလုံးလေးနဲ့ကျွန်တော်ရှင်းပြသွားတယ်။ အဲ့တော့ဒီလိုမျိုးလှုပ်ခတ်တဲ့ဒဏ်အကြောင်းရေကဥပမာပြရေစလုံးတစ်ခုတည်းကိုအစားနေပြီးလှုပ်လိုက်မယ်ဆိုရင်အဲ့ဒီရေကလှိုင်းကြက်ခွက်တွေထပြီးတော့ဟိုဘက်ကန်းကိုမရောက်ရင်တော့မှအနောက်ကိုပြန်ဆုတ်လာတယ်ပြီးတော့မှအချိန်နဲ့ဟိုဘက်ကိုပြန်သွားတယ်ထိုနည်းလက်ကောင်းမဲ့ပြဒါကဘူမိပေဒါကိုကျွန်တော်ရှင်းရှင်းလင်းလင်းလေးဟိုနားလဲလွယ်အောင်လို့ပြောပြခြင်းဖြစ်တယ်အဲ့တော့ဘာပဲပြောပြောကျွန်တော်တို့ဒီဒီလောက်ပြင်းတဲ့ငလျင်ကြီးလှုပ်ပြီးတဲ့နောက်ပိုင်းမှာတော့နောက်ဆက်တွဲဒီဒီဆူနာမနီတို့လိုမျိုးလှိုင်းလုံးကြီးတွေနောက်ပြီးတော့မုန်တိုင်းတွေ ဝင်ကိုဝင်လာနိုင်တဲ့အခြေအနေရှိတယ်ဗျလက်ရှိကျွန်တော်မုံတိုင်းမုံတိုင်းရဲ့တတိပေးအချက်လက်တွေကိုသွားကြည့်ပြန်တော့လဲထုံနီး၎င်းတွေ့ရတယ်အဲ့တော့မုံတိုင်းတွေကတော့ဖြတ်ဖို့ရှိရဆိုတော့တည်နေကြားနေရတယ်တွေ့နေရတယ်အဲ့ဒီမုံတိုင်းအချက်ပြည့်တဲ့အဲဒီဒီဟော website တွေထဲမှာနောက်နောက်တစ်ခုဒီဘူမိဗေဒပညာရှင်တွေရဲ့ဟောပြောတွေဟောပြောချက်တွေမှာဒါကြောင့်ကျွန်တော်မိတ်ဆွေတွေအားလုံးကန်းချေနဲ့နီးတဲ့လူနောက်ပင်လယ်ကမ်းရိုးတဲ့ဒေသမှာနေတဲ့လူတွေမြန်မာနိုင်ငံမှာတတိဝရိယနဲ့ရှိကြပါတတိဝရိယကပ်ပြီးနေကြပါ အချိန်မတော်အခါမတော်ပဲနဲ့ရေရုတ်တရက်ကြီးထိုးကျသွားတဲ့အခါမျိုးတွေနော်လေငြိမ်ပြီးတော့ရေလုံးဝကိုခမ်းချောက်သွားအောင်လို့ဒီကန်ဆက်မှာကျသွားတဲ့အခါတွေဆိုရင်ဘာမှဂယုမဆိုင်ပါနဲ့ကိုယ့်ရဲ့ပိုင်ဆိုင်တဲ့အရေးကြီးစာရွက်တာစာရမ်းတွေနဲ့ကိုလိုအပ်တဲ့ပစ္စည်းတွေကိုအိတ်လေးထဲထည့်ပြီးတော့အဲ့ဒီနေရာကနေအမြန်ဆုံးပြောင်းရွှေ့ဖို့ကိုကျွန်တော်တတိပေးခြင်းပါတယ်အရင်တစ်ခေါက်တော့နာခဲ့ဥပမာပေးပြီးပြီး ဆူနာမနီဥပမာပေးပြီးပြီဒါမျိုးနောက်တစ်ခေါက်မှဖြစ်အောင်လို့ကျွန်တော်တို့ပြောပြောဆိုနေရချင်းဖြစ်တယ်ဆိုတာကိုလည်းဒီနားနေထပ်ဆင့်ပြောချင်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးတွေးတဲ့လူတိုင်းဒီဗီဒီယိုဖိုင်ကို share ပေးလိုက်ပါ share ပေးပြီးတော့ကိုယ့်ရဲ့မိတ်ဆွေတွေကိုဒီဟာလေးကိုပြပေးပါနော်ဒီလိုမျိုးအသိပညာပေးတွေများများလဲတခြားသောကျွန်တော်တို့ဟိုဆယ်လီတွေကအစအကုန်လုံးပြုလုပ်ပေးဖို့လဲတောင်းဆိုချင်ပါတယ်ဗျနောက်တစ်ခုကကျွန်တော်တို့ဒီ ကြောက်လန့်အောင်ခြောက်နေတာမဟုတ်ပါဘူးနောက်ထပ်အဆုံးရှုံးမခံနိုင်လို့သာစေတနာများစွာနဲ့ကျွန်တော်တို့တက်လာပြောနေခြင်းဖြစ်တယ်ဆိုတော့ဒီနေရာနေဒုတိယမင်းတတိယမင်းကျွန်တော်ထပ်ပြီးတော့လည်းပြောချင်ပါတယ်အဲ့ဒါကြောင့်ဩသတိဝရိယမပြတ်ကြပါနဲ့အားလုံးဒီနေ့နေတောင်းဆိုပါတယ်ဗျာအားလုံးမင်္ဂလာပါအဲ့တော့ဒီငလျင်ကြီးရဲ့နောက်ွယ်မှာကျွန်တော်တို့အာရမန်စီနဲ့နောက်ပြီးတော့ဒီဒီဖက်ကကျွန်တော်တို့မင်္ဂလာပင်လယ်အော်ပေါ့အိန္ဒိယအိန္ဒိယသမုတ်တရာတို့ဖက်ကအောက်ကငလျင်ဂျောက ပြတ်ချသွားနိုင်တဲ့အနေအထားရှိတယ်ဗျပြင်အားပြင်အား9.8ဆိုတော့ဒါဒါ shit ဖြစ်ဖို့ပေါ့ shit mechanism ဖြစ်ဖို့တော်တော်လေးကိုနီးကပ်နေတဲ့အခြေအနေပေါ့အဲ့တော့အရင်တော့ဘူမိပေသပညာရှင်တွေကလည်းတုံးတက်ထားတဲ့ဟာရှိတယ်တကယ်လို့ဒါပြင်အားဒီ shit shit mechanism လောက်ငလျင်တိုက်ခတ်မှဆိုရင်ဒီဒီငလျင်ကြောတွေပြတ်တောက်ပြီးတော့ပေါ့ဒီဘက်ကကျွန်တော်တို့ပင်လယ်ပြင်ပင်လယ်အော်တွေကနေပြီးတော့ကြီးမားတဲ့လှိုင်းလုံးကြီးတွေနဲ့ ဖြတ်အား60ရာခိုင်နှုန်းလောက်မြန်မာနိုင်ငံရဲ့ကံယူတန်းဒေသတွေကိုတိုက်ခတ်နိုင်တယ်ဆိုတဲ့ဟာကိုခံမှန်းထားခဲ့ကြတယ်။သုံးသက်သားခဲ့ကြတယ်ပေါ့။အခုချိန်ထိလည်းဒါအခုပြင်အားခေါင်းသားမခေါင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်းကျွန်တော်တို့ဆက်လက်လေ့လာသုံးသက်ပြီးတော့ဖော်ပြနေတာတွေ့ရတယ်။အဲ့တော့ကျွန်တော်တို့ပြောသလိုပဲကံယူတန်းဒေသတွေကိုတတိထားကြပါ။ကံယူတန်းဒေသတွေဟိုအမြဲတမ်းမျက်ချင်မပြတ်စောင့်ကြည့်ကြပါ။မနေ့ကလည်းကျွန်တော် live တွေ့ပြီးတော့ပြောခဲ့တယ်။ဒီကံယုံတန်းဒေတာတွေမှာဆိုရင်ကျွန်တော်တို့ရုတ်တရက်ကြီးရေကျသွားတာတို့ရုတ်တရက်ကြီးလေငြိမ်ပြီးတော့ ထူးခြားတဲ့အရေးအယောင်တွေ့တာနဲ့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေထုတ်ပြီးတော့ဘေးလွတ်ရာကိုတောင်ရှောင်ကြပါနောက်တစ်ခုကလက်ရှိကျွန်တော်တို့ငလျင်ကြောပေါက်သွားတဲ့အတွက်နဲ့ပေါ့ငလျင်လှုပ်ခတ်သွားတဲ့အတွက်နဲ့မြေကြီးထဲမှာဒီဒီဒေတာမှာရေမရှိတဲ့ဒေတာတွေတောင်ဒေတာတွေမှာတောင်မှမြေကြီးထဲကနေပြီးတော့ရွှွန်ရည်တွေထွက်လာတာလို့မြေပြောတာလို့ဖြစ်တတ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့လက်ရှိလှုပ်ထားတဲ့ဒဏ်နဲ့ဆိုရင်တိုင်းအမြင့်ကြီးတွေမှာနေတဲ့လူတွေနည်းနည်းလေးသတိပို့ထားပါ အောက်ကမြေပြော့သွားတဲ့အတွက်နဲ့တိုက်တစ်ခုလုံးလဲတာမြေထဲကိုကျုံဝင်သွားနိုင်တဲ့အခြေအနေရှိတဲ့အတွက်နဲ့အားလုံးကယူဆိုင်ကြပါလို့ပြောချင်တယ်။နောက်တစ်ခုသတိပေးချင်တာအရေးပေါ်အခြေအနေတွေမှာကျွန်တော်တို့ဆက်သွယ်လို့ရမဲ့လူတွေရဲ့ဟိုဖုန်းနံပါတ်တွေနောက်ပြီးတော့ဒီ email address တို့ဘာတို့ကိုကျွန်တော်တို့ကိုကိုလုံးဝမပြောက်မရှောင်အောင်လို့ကိုနဲ့အတူတူစောင့်ထားကြပါအရေးပေါ်ဖြစ်လာတဲ့အခါမှာနောက်တစ်ခုဟိုအရန်ကြီးကိုအခြေအနေစိုးလာတဲ့အခါမှာဖုန်းထုတ်ပြီးတော့ဗီဒီယိုရိုက်မဲ့အစားကျွန်တော်တို့ဘေးလို့ရအောင်ဒါပြေးပါတကယ်လို့ ကိုကအဲ့လောက်တဲ့အခြေအနေမဆိုးသေးလို့မှတ်တမ်းတင်ထားမိတယ်ဆိုရင်လည်းအဲ့ဒီမှတ်တမ်းတင်သက်ပုံတွေကိုကျွန်တော်တို့ဆက်သွယ်ပြီးတော့ပို့လို့ရပါတယ်နိုင်ငံတကာလူမှုကယ်ဆယ်ရေးအဖွဲ့တွေကိုကျွန်တော်တို့ဒီကနေ့ဖြန့်ပေးပါမယ်အဲ့တော့အရေးပေါ်ဆက်သွယ်လို့ရမယ့်ပုံကိုတွေကိုလည်းတခါတည်းချိန်ထားပေးကြပါပေါ့အခုလက်ရှိဒီဒီဖြစ်သွားတဲ့ဟာတော့ငြိမ်သက်နေမှာမဟုတ်သေးဘူးပေါ့မြေပြင်မှုတွေဖြစ်လာမယ်နောက်ပြီးတော့ရေရှမ်းတာတွေဖြစ်လာမယ်အာအဲ့နောက်ဆက်သွဲမှာတော့စိုးကျိုးတွေအများကြီးရှိတာပေါ့ဗျာတဖြည်းဖြည်းချင်းနဲ့တော့ကျွန်တော်တို့ဖြတ်ကျော်ရမှာပေါ့အဲ့ဒါကြောင့်တတိယတော့ပုံတိမရှိပါတတိယအမြဲတမ်းကတ်နေပါ ဟိုအားလုံးပဲအဆင်ပြေပါစေလို့ဒီနားအနေနဲ့ကျွန်တော်တို့ဆူတောင်းနေပါတယ်အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်အခုနကလည်းတစ်ခေါက်တင်ပြီးွားပြီကျွန်တော်တို့ဒီငလျင်ရဲ့နောက်ဆက်သွဲဖြစ်လာနိုင်တာဒီဆူနာမနီကဖြစ်ကိုဖြစ်လာနိုင်တယ်နော်လို့90ရာခိုင်နှုန်းလောက်ကတော့ခံမှန်းထားတယ်ဆိုတဲ့ဟာဘာကြောင့်ခံမှန်းရတယ်ဆိုတဲ့အချက်ကိုအရှေ့ကဗီဒီယိုမှာတင်ပြထားပါတယ်အခုနောက်တစ်ခေါက်လဲကျွန်တော်တို့ဒီတရုတ်တို့ထိုင်းတို့မှာ မြောက်များစွာသောငှက်တွေအရှေ့ကနေအနောက်သို့ပြန်တန်းသွားကြတယ်ဒီမိုးလွတ်ရာပေါ့ဗျာလေလွတ်ရာကိုကျွန်တော်တို့ပြန်တန်းသွားကြတဲ့ဟာရှိတယ်ပြီးတော့ဘူမိဗေဒပညာရှင်တွေကလည်းသုံးသပ်ထားတဲ့ဟာရှိတယ်အဲ့ဒါအရှေ့ဗီဒီယိုမှာလည်းပါပြီးပြီအဲ့တော့ထပ်ပြီးတော့တင်နေရခြင်းအကြောင်းရင်းတတိမမပေါ်ရောက်ဖို့အတွက်ကိုကျွန်တော်တို့ဟိုတင်နေရခြင်းဖြစ်တဲ့အဲ့တော့ကံယူတဲ့ဒေသတွေမှာအထူးတတိပြုကြပါအဲ့လိုမျိုးငှက်တွေကျွန်တော်တို့တောင်းတောင်းကနေလောက်ရှိတဲ့ငှက်တွေပြကျွန်တော်တို့တနေရာနဲ့တနေရာ တနေရာတဲ့တနေရာနဲ့တနေရာကျွန်တော်တို့ဟိုပြောင်းနေပြီအတိုက်တွေပြောင်းွှင့်နေပြီဆိုရင်အဲ့ဒီနေရာကတော့ဟိုကြီးမားတဲ့မုန်တိုင်းတွေဝင်ရောက်လာနိုင်တဲ့ဆိုတဲ့ဟာကတော့ဟိုအရှိတ်ကလူကြီးတွေလည်းပြောကြတယ်နောက်ပြီးတော့ဘူမိဗေဒပညာရှင်တွေလည်းဒါသုံးသပ်ကြတယ်စာပေအရမှဆိုလည်းမှန်ကန်တယ်အဲ့တော့စာပေအရမှဆိုလည်းကျွန်တော်တို့ဒီမုန်တိုင်းထုတ်ပြန်ချက်တွေကိုကျွန်တော်တို့တွေ့နေရတယ်အဲ့ဒီအတွက်နဲ့အကုန်လုံးသတိကပ်နိုင်အောင်လို့ဒါကျွန်တော်သင်ပေးနေရခြင်းဖြစ်ပါတယ်အားလုံးပဲဂရုစိုက်ကြပါလို့ပြောချင်ပါတယ်တဲ့အစ်တတွေရလဲကျွန်တော်ချက်ချင်းတက်လာပြီးတော့ပြောပြပါမယ်